ဒီအချိန်တွေအထိမှဆိုင်းဆိုင်တခြင်းလို့ပေါ့ဗျာနော်ဥတီတခြင်းလို့ပေါ့ဒီအချိန်တွေမှာကိုပါကောင်လည်းကိုမသိလို့ရှိရင်ကိုထင်တာတဲ့ကိုကပိုအနေပိုညံ့နေဆိုတာသိရမယ်နော်အဲ့တော့ဦးမင်းအွန်လိုင်းနေနေအခုအချိန်ဒီသူကကောင်လည်းသူမသိသေးဘူးနော်မြို့ပေါင်းကလည်းအများကြီးကြားတယ်တိုင်းသားလန်တာကဘယ်လန်တာကမှဆွဲစီလို့မရအောင်နော်အန်စီထိုးရအဖွဲတော်မှာဈာနေဖြစ်နေနေတယ်ကြာသွားနေအဲ့တော့အာနာရဖို့ဆိုတော့မျောလိချက်ကိုစွန့်ပြီးတော်လန်ရေးအောင်ဖို့အဓိကလူမျိုးပေါင်းစုံ ပြည်သူလူလူကြီးလွမြောက်ဖို့အဓိကဆိုတဲ့စိတ်ထားနဲ့လုပ်ကြဖို့လိုပါတယ်ဒီနေ့ခေတ်မှာကြီးပွားခြင်းတော်လိုင်းရေးမလုပ်ပါနဲ့စီးပွားရေးလုပ်ပါလက်နက်ပွဲစားလုပ်ပါတော်လိုင်းရေးအကြောင်းပြလင်းညာလုပ်လုပ်ပါအဲ့ဒါကပို့ပြီးတော့တွက်ချေကြိုက်ပါလိမ့်မယ် Hello ချစ်ရတဲ့ B Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Relation Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့က2025ခုနှစ်အောက်တိုဘာလ6ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူသွားပြီးမှ Relation လုပ်ကြမှာဖြစ်ပါတယ် ကဲဒီနေ့မှလည်းဒီလိုရေးတူရှင်သတင်းတွေရင်စားဖတ်ပြပါဘောနော်ပထမဆုံးသတင်းတစ်ပုဒ်ကတော့မုံရတွင်စက်ကြီးကောက်ရင်ထွက်လာတဲ့ရဲများကိုတိုက်ခိုက်ရာဒူရဲအပါရဲလေးကောင်မျောစာဖြစ်သွားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။စကိုင်းတိုင်းမုံရမြို့နယ်အင်းစီကားတစ်စီးနဲ့စက်ကြီးကောက်ဖို့ထွက်လာတဲ့ရဲတွေကိုတော်လိုင်းရဲဘော်တွေကတိုက်ခိုက်ခဲ့ရာရဲအရာရှိ၃ကောင်ပါဝင်ရဲလေးကောင်မျောစာဖြစ်ပြီးလက်နက်ပစ္စည်းချို့လဲသိမ်းဆည်းရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာစစ်တပ်၏စစ်ရာဇဝမှုကျူးလွန်မှုများအတွက်ပြစ်ဒဏ်ကင်းလွန်ခြင်းရရှိနေမှုအဆုံးသတ်ရန်တောင်းဆိုလိုက်ပြီး ICC တရားရုံးကမင်းအောင်လှိုင်အပေါ်ဖမ်းဝရမ်းထုတ်ရေးနှောင့်နှေးနေမှုကိုမေးခွန်းထုတ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အဲဒီမှာရုရှားတမရဗလာဒီမာပူတင်ကိုဖမ်းဝရမ်းထုတ်ခြင်းကဲ့သို့သောကိစ္စရပ်တွေ ICC တရားရုံးကလင်းမြန်သောရေးယူဆောင်မှုလုပ်ခဲ့တော့လေမင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ရေးအပေါ်မြန်မာနိုင်ငံရေးကိစ္စတွေ ICC တရားရုံးကနှောင့်နှေးနေမှုအပေါ်ဦးထွန်းကင်ကမေးခွန်းထုတ်ထားတယ်လို့သိရပါတယ်နော်။ တိုင်နောက်ထပ်တင်ပြပုတ်ကတော့ရေပြူမှာစစ်ကြောင်းထိုးမီးရှို့တဲ့စစ်တပ်ကိုတိုက်ခိုက်မှု73កောင်မျိုးစာဖြစ်သွားပြီးစစ်သားအလောင်းများကိုနေနေထက်ကမီးရှို့ဖြောက်ဖြက်စစ်တပ်ကမီးရှို့မှုကြောင့်ကြံ့ဖို့အမှဟောင်းပြူစောတီနိုင်ဦးနေမှာပြာကျသွားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာမော်ရွာမြို့မှာပြက်ခက်ခဲတဲ့တဲ့တွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ထားတဲ့တဲ့တွေနောက်ချက်ထားအောင်ကြည့်အောင်နော်မော်ရွာမြို့ပေါ်တာစီလန်းနဲ့အတောအဝိုင်းဘက်မှာအော်တိုဘာလာ၄ရက်မနက်ပိုင်းကအင်းစည်းကားတစ်စီးနဲ့ပြည်သူတွေကိုစစ်ဆေးငွေညစ်နေတဲ့ရဲအရာရှိ၃ဦးနဲ့ရဲတပ်သား၁ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရမှာ၄ဦးသေဆုံးကြောင်းသိရှိရပါတယ်။ဖြစ်စဉ်အတွင်းအဲ့ဒီရဲတွေစီက BA 63ခေါ် G3 နလက်ကိုမမပစ္စတိုတလက်ပါတင်စီရမိခဲ့တယ်လို့မုံရွာပလဖအဖွဲ့ကအသိပေးထားပါတယ်ရှင်။ဒီကိုကိုဇွဲပြောထားတဲ့ဟာလေးပေါ့နော်စိတ်ပင်မန်နေဂျာထဲမှာဒီတော့လိုင်းကိုရအောင်တိုက်နေဆိုတဲ့အကြောင်းလေးပြောတာနားအောင်ကြံနော်တခါလေးပြစိတ်ပင်မန်မှုတွေရှိတယ်ပေါ့နော် စိတ်ပမမှုတွေရှိလဲပဲကျွန်တော်တို့အကောင့်ထဲပေါ်ရမယ့်အရာကိုအကောင့်ထဲပေါ်ရတာပဲဘူရာဘောပြောသလိုပေါ့ဗျာငါတို့ဒေါ်လာကြီးလုတ်တယ်ငါတို့ရိုးရှင်းဆုံးလုတ်တယ်ငါတို့အသက်ရှင်ဆုံးလုတ်တယ်ငါတို့အညီညွတ်ဆုံးလုတ်တယ်ငါတို့လုံနိုင်သလောက်လုတ်တယ်ငါတို့အကောင်းဆုံးလုတ်တယ်ခစ်ကိုငါတို့ပခုံးထမ်းတယ်အလုံးစုံအောင်မြင်ခြင်းမအောင်မြင်ခြင်းကတော့ ခေတ်ကိုလူငယ်တွေဘလောက်ထိကုန်ထမ်းလဲတနိုင်ငံလုံးသောရှိတဲ့လူမှုတွေကတကယ်လွတ်မြောက်ခြင်းလားတနိုင်ငံလုံးမှာရှိတဲ့သူတွေကကျွန်တော်တို့လူငယ်တွေရဲ့ရည်မှန်းချက်နဲ့ထက်တူကြရဲ့လားမြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရောကျွန်တော်တို့လူငယ်တွေသွားခြင်းနဲ့ဖွဲ့စည်းပုံခြေခံဥပဒေပြောင်းလဲရေးနဲ့လူမှုတရက်လုံးလွတ်မြောက်ရေးကိုသွားခြင်းလားဆိုတဲ့အပေါ်မှာတော့ကျွန်တော်တို့တော်လည်ရေးကအခန့်သက်ရှိတယ်တဲ့ အဲ့တော့ငါတို့လူတို့အတွက်ဘာမှမလုပ်နိုင်ဘူးဆိုပြီးတော့မင်းစိတ်တက်မကြပါနဲ့တဲ့ငါတို့အုတ်ချုံမှုနယ်မြေမှာရှိတဲ့လူတွေကအနေဆုံးဆင်းတော့ပေါ်တာအစွဲမခံရဘူးသူတို့စိတ်ချလက်ချအိတ်လို့ရတယ်ရန်သူမနှောက်ရှက်ရင်ပေါ့နော်အေးအဲ့ဒါနဲ့တင်ငါတို့ကလူတို့အချိုးပြူထားပြီတဲ့ပေါ်တာဆွဲလို့တည်တဲ့ရဲဘော်တွေပေါ်တာဆွဲလို့တည်တဲ့သူများကလေးတွေမင်းတို့ငါတို့တွေ့နေတာပဲတဲ့အဲ့ဒီထဲမှာငါတို့အုတ်ချုံမှုနယ်မြေတွေကကလေးတွေတော့မပါနိုင်ဘူးတဲ့ အဲ့တော့ငါတို့ပုံဝင်ခြင်းကိုငါတို့ကာကွယ်နိုင်တာငါတို့ဂုဏ်ယူလို့ရတယ်အဲ့ရနေမှာတစင်ငါတို့မြို့ရွာအဲ့ရနေမှာတစင်ငါတို့ပြည်နယ်အဲ့ရနေမှာတစင်ငါတို့နိုင်ငံဆိုတာအားလုံးရဲ့ပူပေါင်းမှုနဲ့ဆိုင်နေတဲ့အဲ့တော့လိပ်ပြလုံးလုံးတိုက်ပွဲဝင်တယ်လိပ်ပြလုံးလုံးပြေခဲ့ရရင်လည်းမင်းကျင်တ်လို့ရတယ်တဲ့အဲမင်းပင်မန်းသွားလို့လိပ်ပြလုံးလုံးနဲ့နားသွားရရင်လည်းမင်းကျင်တ်လို့ရတယ်ကျွန်တော်ပူတာပေါ်ကတော့အဲ့လိုမျိုးပြောတာပေါ့နော် ကျွန်တော်တို့ရဲဘော်ကြီးကိုရအနေနဲ့လဲကိုဖြတ်တန်းခဲ့တဲ့တမိုင်းမှာလိပ်ပြလုံးလုံးတတိရှိရှိဆွဲရှိရှိ ဖြတ်တန်းလို့ရတယ်အားလုံးကအေးစစ်စစ်ပါပဲကဲကျွန်တော်နောက်တော့မှာကတော့အခုဆိုရင်မဲအောင်လိုင်းရဲ့ဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာပြည်သူတွေကတော်တော်လေးကိုဒုက္ခဆင်းရဲတွေရောက်နေတယ်ပေါ့နော်ခုနောက်ပိုင်းမှာဆိုရင်မဲအောင်လိုင်းကိုစော်နေတဲ့မောင်မောင်ပေါ့နော်ခုလည်းမဲအောင်လိုင်းဘာတွေပြောလဲတစ်ချက်တော့ချောင်းနော်ဖြစ်နိုင်ငံတော်ကြီးခဲ့တွေရဲ့ ုံးမချမှုကြောင့်လဲကျွန်တော်ကသူနိုင်ငံကြီးကဘာကြောင့်ဝေဖန်ရလဲဝေဖန်မှရမယ်သူတို့ရဲ့လမ်းနည်းနည်းမှားမှုကအခုထားပါတော့အခုစစ်မှုတွေကကိစ္စသူတို့လမ်းမှားမှုကြောင့်အောက်မှာကော့နေအောင်ခင်ဗျားတို့ပြည်သူတွေခံရတယ်ဟုတ်အဲ့ကြောင့်မို့ကျွန်တော်တို့ဒီဦးမြအောင်လိုင်းဘာကြောင့်ဝေဖန်ရလဲဝေဖန်မှရမယ်သူ့ဝိုင်းမှနေလို့မရဘူးတဲ့မလားကြီးခဲ့မှန်များဘာလို့မဆိုပေါ့အလုတ်လုတ်တဲ့သူများမျိုးကိုဝေဖန်ရမယ်နော်ရက်စီတောက်တောက်ကြည့်ရမယ်အဲ့ဒါဘာလို့လက်ကြည့်ရမှာမြောက်ပြည်သူတွေလက်ကြည့်ရတာအဲ့တော့အခုပြည်သူတွေအားလုံးဟာ ဟိုဂျေဒီဂျေစီးပွားရေးအဆင်ပြေကြဟိုဂျေဒီဂျေနော်မြန်မာပြည်မှာအဆင်ပြေတာဆိုတဲ့စီနဲ့လူတစုလောက်ပဲအဆင်ပြေတာနော်လူအများစုကဆင်းရဲနေစစ်တပ်မှာလည်းစစ်တပ်အတိုင်းဝိုင်းမှာလည်းချမ်းသာတယ်ဆိုတာကအများစုမဟုတ်ပါဘူးနော်အ ਨੇ စုပါပဲအများစုကဆင်းရဲနေတာစစ်တပ်အတိုင်းဝိုင်းမှာလည်းစစ်သားတွေတော်တော်များများပြည်သူအတိုင်းဝိုင်းမှာတိလို့ပဲပြည်သူတွေအားလုံးကချမ်းသာနေတာမဟုတ်ပြည်သူအများစုကဆင်းရဲနေတာဖြစ်တယ်အဲ့တော့ဒီအဲဦးမင်းအွန်လိုင်းရောပေါ့ဗျာနော်ဒီအစိမ်းတွေအကုန်လုံးလည်းတည်တင်တာက ဟိုဘယ်လိုခေါ်မလဲကိုကတော့ဟာတခါစစ်တပ်ကြီးအုပ်ချုပ်တပ်မတော်ကြီးအုပ်ချုပ်ဟလာနိုင်ငံတော်ကြီးကဒါမျိုးဆိုတာဟွန်းကိုကခြေရာကွက်ကလေးထဲမှာကိုကကိုတော့ချမ်းသာနေကြတာပဲကိုနိုင်ငံကိုသူများနိုင်ငံရဲ့ဒီသူများစီကခိုးလို့ခိုးပြီးတော့လုပ်ထားလို့နော်ချိန်ကြည့်ကိုထက်ဒီဘယ်လိုခေါ်မလဲကျွန်တော်လာအိုစ်တို့ကမ္ဘောဒီးယားတော်မှာကိုထက်ဒီဝင်ငွေတွေကမြင့်လာပြီဒီလိုဝင်ငွေတွေမြင့်အောင်ကြိုးစားရမှာဒီလိုကြိုးစားဖို့အတွက်ကနိုင်ငံရေးတိုးတက်လာဖို့လိုတယ်အခုလိုမျိုးကိုကိုနော် လိုလို့သုံးမဲ့နိုင်ငံကြီးတွေပဲရှိရတရုတ်တို့ရုရှားတို့ဆိုလူသုံးနေကြီးပဲမပူနဲ့ခင်ဗျားတို့အသူတို့ရဲ့ဘယ်လိုခေါ်မလဲသူတို့အထီးမကျန်ရေးအတွက်ခင်ဗျားတို့ဒီဥမဲအွန်လိုင်းကိုဗာလဲဗာလဲဆိုတော့တေပေါ်တေပက်ယူရတာနော်ဘာသူကလဲတေပေါ်တေပက်ပြန်ယူရတဲ့ပုံစံမျိုးပဲဖြစ်တယ်အဲ့ဒီတော့မဟုတ်လို့နိုင်ငံရေးတိုးတက်ဖို့လိုတယ်နိုင်ငံရေးတိုးတက်ဖို့အတွက်ဆိုပြည်တွင်းအင်အားကိုစုစည်းနိုင်ရမယ်မြန်မာနိုင်ငံမှာပြည်တွင်းအင်အားကိုစုစည်းနိုင်တဲ့နိုင်ငံရေးခေါင်းဆောင်ဆိုလို့ မင်းတို့ခင်ဗျားကိုကြိုက်ရှင်ကြိုက်မကြိုက်ရှင်နေကျွန်တော်ပြောရလဲဒေါအောင်ဆန်းစုကြည်ပဲရှိတယ်နော်ဒါမှမဟုတ်သူတော်မကျွန်တော်ပြောချင်တာက80ရာခိုင်နှုန်းပြည့်အောင်စီးအောင်နိုင်မှုသူမလွယ်ဘူးအများဆုံး65ရာခိုင်နှုန်းမှသူစီးအောင်နိုင်အဲ့တော့ပြည်တွင်းအင်အားကိုမစီးအောင်နိုင်မင်းနဲ့ရတော့အခုပြည်ပမှာသွားသွားပြီးတော့အဘရဲ့ဟိုတာကောရဲ့လို့နော်ပြီးလို့ရှိရင်ဒီရုရှားကဘယ်လိုခေါ်မလဲ ရရှားကြီးရယ်လို့သွားလုံနေလို့မရဘူးเนาะအပိုင်ရယ်လို့ပဲသွားလုံနေလည်းမရဘူးပြည်တွင်းအင်အားမစုစည်းနိုင်မဲနဲ့တော့ခင်ဗျားတစ်ချိန်လုံးအချိန်တိုင်းပြည်ပပါထွက်ပြန်ကိုကပြန်ပြေးရတဲ့အချိန်မျိုးရောက်တတ်တယ်။ဘာကြောင့်ကိုကပြည်ပပါပဲတစ်ချိန်လုံးအဲ့တော့အဲ့လိုပုံစံမျိုးဒီအာဆက်လည်းဖြစ်ခဲ့တာပဲလေပြည်တွင်းအင်အားကိုစုစည်းဖို့သူစဉ်းစားဘူးသူတခါလဲရုရှားရုရှားရုရှားတရုတ်တရုတ်တရုတ်သွားလုံနောက်ဆုံးပြည်သူတို့တိုင်းချစ်လုံပြီးတော့ရုရှားမှာကိုသွားနေနေတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်။ဒါမြန်မာပြည်နေတဲ့ဝေးပါသေးတယ်။အဲ့ကြောင့်ပြည်တွင်းအင်အားကိုစုစည်းဖို့ကြိုးစားပါပြည်တွင်းအင်အားစုစည်းဖို့ဆိုလို့ရှိရင် ပြည်ထဲမှာပါဝါရှိအာနာရှိတဲ့သူတွေစူးစီးဖို့လိုတယ်ပါဝါအာနာဆိုတာမျိုးဟာတနတ်ကင်ထားတဲ့သူမှလည်းပါဝါအာနာရှိတယ်ဒါမှန်တယ်အထုတူ charismatic power ဆိုတာရှိတယ်နော်ယုံကြည်ကိုးစားလို့ချစ်ခင်လို့ပေးထားတဲ့အာနာလို့ခေါ်တယ်ဒီအာနာရှိတဲ့သူတွေကိုလည်းစီယုံမမင်းဥမာဒေါ်ဆန်းစုကြည်ကလည်းစပြီးတော့အဲနောက်ထပ်ပေါ့အထင်ကြီးရတယ်ပေါ့နိုင်ငံရေးတိုင်းသားဆိုတိုင်းသားထင်ကြီးရတယ်ဒါတွေအားလုံးရဲ့ charismatic power နဲ့ခင်ဗျားရှော့မတွန်းနဲ့ဒီလူတွေနဲ့စုပေါင်းပြီးတော့နိုင်ငံရေးကိုငင်းညောင်းသွားဖို့ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားရမှာဖြစ်တယ်။တော်စုကိုပြန်မလို့ဒေါအောင်ဆန်းစုကြည်ကိုပြန်မလို့ပြေတော့ဘူးလောက်ကောင်ပါနော်။ဒေါအောင်ဆန်းစုကြည်ကိုတော့သူကပြန်မလို့တော့ဘူးလေ။အဲ့ဒါမှကြောင့်မို့လဲကျွန်တော်တို့ကဖြစ်စေချင်တာနိုင်ငံရေးတိုးတက်ဖို့လိုတယ်။ကိုပါကောင်လည်းကိုမသိတာတော်တော်စုလား။အဓိကပြဿနာကကိုပါကောင်လည်းကိုမသိတာတော်တော်စုရဲ့အခြေအနေဖြစ်တယ်။ဒီအခြေအနေအထိမှဆိုင်းဆိုင်တဲ့ချင်းလို့ပေါ့ဗျာနော်။ဥတီတဲ့ချင်းလို့ပေါ့။ ဒီချိန်နေမှာကိုပါကောင်လည်းကိုမသိလို့ရှိရင်ကိုထင်တာတဲ့ကိုကပိုအနေပိုညံ့နေဆိုတော့သိရမယ်နော်အဲ့တော့ဦးမင်းအောင်လိုက်နေတယ်အခုချိန်ဒီသူပါကောင်လည်းသူမသိသေးဘူးနော်မြို့ပေါင်းကလည်းအများကြီးကြားတယ်တိုင်းသားလက်နက်ကဘယ်လက်နက်ကမှဆွဲစီလို့မရအောင်နော် NC ထိုးရအဖွဲ့တော်မှာဈာနေဖြစ်နေနေတယ်အဲ့တော့သူဘု து ့ကိုကစီယုံလို့ရလို့လေဘု து ့မှစီယုံလို့မရအောင်နော်ပြည်ရင်းကလူငယ်တွေကစီယုံလို့ရတယ်လူငယ်တွေကသူလာလို့ရှိရင်သူ့ကိုတော်တော်ချစ်နေကြတယ် ဟုတ်လားအပြိပမှာဆိုရင်ပိုဆိုးသေးတယ်ပြိပမှာတော်လိုင်းတိုင်းဝိုင်းဆိုတော်တော်ဒုနဲ့ဒီနဲ့အောင်နေကြတာဗျာသွားလျှော့မတွက်နဲ့နော်သူတို့သူတို့တိုင်းဝိုင်းနဲ့နေကြတာအဲ့တော့ကိုညက်ကြီးတစ်ခုအနေနဲ့သူတို့မှာရှိနေပြီအဲ့တော့ကျောင်းမြန်မာနိုင်ငံရဲ့ပြည်တွင်းအင်အားကယော့လာပြီအခုဗျာတက်ထောက်ခံသူနဲ့မဖြစ်မနေကြောက်လို့ထောက်ခံတဲ့သူနဲ့နော်ခါတော်မီထောက်ခံတဲ့သူနဲ့အဲဒီလိုလူမျိုးတွေဇူးတော့ကျွန်တော်တို့အချင်းချင်းပေါ့နော် ဒါလည်းတစုတော်လိုင်းဆိုတာတစုပါအားလုံးတစုတစုတွေပဲနော်အဲ့ဒီတစုလောက်နဲ့ဒါဘယ်ကောင်လက်နက်ရှိတဲ့အုပ်စုနဲ့ပိုင်တဲ့ခါကျတော့ဗျာနိုင်ငံရဲ့အရှိကိုသွားနေပြီမဲ့နိုင်ငံရဲ့အဓိကတိုးတက်မှုကမရှိဘူးအဲ့တော့မလုပ်ရမလဲပါဝါတွေကိုစုပါပါဝါကိုသုံးမချတတ်ဘူးပါဝါဖြုံးနှီးဖို့ပဲတည်တယ်ဦးမင်းအောင်လိုင်းနော်အဲ့တော့အကောင်းဆုံးပြောလိုက်ပါမယ်ဦးမင်းအောင်လိုင်းပြောလဲဒီချိန်ခါမှာကိုဘာကောင်လဲကိုမသိဘူးနော်ကိုထင်တာတက်ကိုကပေါ်အားတယ်ဆိုပြီးပို့လို့ရတယ်ကဲ မင်းအောင်လည်းအခုချိန်မှာဆိုတော့အားလုံးကသိပြီးသားပါเนาะနိုင်ငံကိုဖျက်ဆီးဖို့ပဲတည်တယ်သူ့အသက်ပေးလွတ်ဖို့နိုင်ငံကိုချနှင်းဖို့လည်းဝင်မလေးဆိုအားလုံးကသိပြီးသားဖြစ်ပါတယ်เนาะအခုတော့ကျွန်တော်လူငယ်တွေမြောက်များစွာရဲ့အသက်တွေကိုချနှင်းပြီးမှသူ့အသက်ရှင်မှုရည်တည်နေတယ်ဆိုတာလည်းကျွန်တော်အားလုံးသိပြီးသားဖြစ်ပါတယ်အဲ့တော့ဘောမတွေကလည်းမင်းအောင်လည်းတော့မကြိုက်ကြဘူးเนาะအရေးချင်းမရှိမှလည်းသိတယ်ဒါပေမဲ့ခတ်တာကလည်းနိုင်ငံတော်ရဲ့အခုအမြင့်ဆုံးအာဏာကိုမတရားသိမ်းပိုက်ထားတယ်မင်းအောင်လည်းဖြစ်နေတော့တော်တော်လေးကိုအခြေအနေကလိုမျိုးပေါ့เนาะပျက်စီးနေတာဖြစ်ပါတယ်เนาะ ကဲအခုဒီအပိုင်းပါဗောနော်တပောင်းစုကိစ္စနဲ့ပြောပတ်သက်ပြီးတော့ဗောနော်အများရမ်းပဲတုံးသက်ပြောတဲ့ဒီဥသိမ်းမြဲရဲ့ဗီဒီယိုကျွန်တော်ချက်နာတော့ကြည့်အောင်เนาะအဲ့တော့တပေါင်းစုဖွဲ့ဖို့ကိစ္စကိုတော့တို့ကလုံးဝအားပေးနေပြီပေါ့เนาะအဲ့တော့တပေါင်းစုဖွဲ့ဖို့ကလည်းရန်ကြီးမလွယ်ဘူးဒါပေမဲ့လည်းအခုချိန်မှာဆိုရင်အန်နာနေကဲလို့အဖွဲ့အစည်းတွေပေါ်လာတယ်အဲ့တော့ဒီဘယ်လိုမျိုးဖွဲ့စည်းကောင်းလဲဆိုတာမျိုးပေါ့เนาะသူအကြံပြုတာနားတော့ကြည့်အောင်တပေါင်းစုဖြစ်လာဖို့အတွက်ပထမဆုံးလိုအပ်ချက်ကတော့ပေါင်းတိုက်ကြမှနိုင်တယ်ပေါင်းကြမှဖြစ်တော့မယ်မပေါင်းရင်တော်လိုင်းရေးအဖွဲ့အားလုံးရှုံးနိမ့်ကြတော့မယ်ဆိုတာကိုအရင်လက်ခံကြဖို့ပါ ဒါကိုရှင်းရှင်းလင်းလင်းမြင်ကြမှာတပ်ပေါင်းစုပေါ်လာမှာပါမညီညွတ်ရဲ့ဒုက္ခရောက်မယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမမြင်သေးသမျှညီညွတ်ဖို့ရာဝင်လေတဲ့သူကဝင်လေနေကြအောင်မှာပါပဲတော်လိုင်းရဲ့ရှေ့ပိုင်းကာလတစ်လျှောက်မှာပြောင်းထုတ်မငင်းကြပြီပဲတပ်ပေါင်းစုကိုလက်မခံကျင်ကြတဲ့အဖွဲ့အစည်းတချို့ရှိပါတယ်။ NUG အပေါင်း K3C ကဆိုလို့ရှိရင်တပ်ပေါင်းစုဆိုတဲ့စကလုံးမတုံဘူးလို့တောင်မှသဘောတူထားတာမျိုးရှိပါတယ်။ဒါကအလုံးသိကြပြီလားပါ။ အတိတ်တပိုင်းမှာဖွဲ့ခဲ့ကြတဲ့မောင်မြင်တဲ့တပ်ပေါင်းစုတွေကြောင့်တပ်ပေါင်းစုအပေါ်အမြင်မကောင်းကြတာတွေလည်းရှိခဲ့ပါတယ်အဲ့ဒါကလည်းတပ်ပေါင်းစုကိုညှဉ်းဆန်ကြတဲ့အကြောင်းတွေလည်းကတကြောင်ပါတပ်ပေါင်းစုဖွဲ့တိုင်း KNU ကဥက္ကဋ္ဌ KIA ကဒုဥက္ကဋ္ဌဆိုတာမျိုး ဖြစ်ခဲ့တဲ့အပေါ်မှာတောင်မှအမြင်မကြည်ကြသူတချို့လည်းရှိကြပါတယ် UNFC ကအမေရိကန်ရဲ့လူတွေ FNCC ကတရုတ်ရဲ့လူတွေမို့လို့ပေါင်းလို့မရဘူးဆိုတာမျိုးလည်းပြောကြသူတွေရှိပါတယ် အမေရိကန်ရဲ့လူတွေနဲ့မပေါင်းရဘူးလို့တရုတ်ကိုယ်တိုင်ကဖိအားပေးရမျိုးလည်းရှိပါတယ်အခက်ခဲတွေကအဲ့လိုရှိပါတယ်မတူတာတွေအများကြီးရှိပါတယ်ငါတို့ကတူမှမတူတာဘယ်လိုလုပ်ပေါင်းလို့ရမှာလဲလို့တချို့ကပြောကြပါတယ်မတူလို့တပ်ပေါင်းစုဖွဲ့တာပါတူရင်တပါတီတဲ့တဖွဲ့တဲ့အဖြစ်ပေါင်းလိုက်ကြမှာပေါ့ဗျာတူတာကိုအရင်ဆုံးရှာပြီးတော့တဖြည်းဖြည်းချက်ထွင်တိဆောက်ကြရမှာပါညှိယူရမှာပါညှိနှိုင်းဆွေးနွေးမှုနဲ့အပေးအယူတွေမဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ် မတူတာကိုခဏဘေးဖယ်ထားတူတာကိုချက်ထွင်ပြီးတော့တွဲလို့ကြာမှာပါတူတာတွဲလို့မတူတာခွဲလို့မတူတာကိုထပ်ပြီးတော့ညှိနှိုင်းဆိုတာဟာတပ်ပေါင်းစုဖွဲ့စည်းရေးအတွက်အရေးကြီးတဲ့အခြေခံပါဒီနေ့တော်လိုင်းရဲ့အဖွဲ့အားလုံးမှာတေချာပေါ့တူညီတဲ့အချက်တစ်ချက်ကတော့ဘုံရန်သူတူညီတဲ့အချက်ပါဒါပေမဲ့ဘုံရန်သူတူယုံနဲ့အလုတ်တွဲလို့ဖို့အစင်သက်မဖြစ်သေးပါဘူးတူညီတဲ့လမ်းစဉ်ရှိဖို့လိုပါတယ် ဘက်တစ်ဖက်ကစစ်အာဏာရှင် စနစ်ကိုအမြင့်ဖြတ်တုတ်တရေလမ်းစဉ်ဖြစ်ပြီးတော့တခြားတစ်ဖက်ကစစ်အာဏာရှင်စနစ်ကိုလက်နက်နဲ့ဖိအားပေးပြီးတော့အထက်စီးကနေဈေးစစ်ဆွေးနွေးရေးဖြစ်နေလို့ရှိရင်လမ်းစဉ်မတူတဲ့အတွက်ပေါင်းဖို့ရအခက်အခဲပိုရှိပါလိမ့်မယ်ဒီနေရာမှာကျွန်တော်အနေနဲ့နောက်ထပ်ဆွေးနွေးရမယ့်ခေါင်းစဉ်တစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့စစ်အာဏာရှင်စနစ်ကိုအပြုတ်တိုက်ရေးမဟုတ်ဘဲနဲ့စီးရင်နဲ့ဖိအားပေးဆွေးနွေးရေးဆိုတဲ့အယူဆနဲ့ပတ်သက်တဲ့ခေါင်းစဉ်မှာတိကျထပ်ပြီးတော့ဆွေးနွေးပါမယ် ဘုံလန်းစင်ထွက်ပေါ်လာရုံနဲ့မလုံလောက်သေးပဲနဲ့ဘုံလုံးငန်းစင်တခု ရေးဆွဲသဘောတူညီဖို့လည်းလိုအပ်ပါတယ်ဘုံလုံးငန်းစင်ကိုသဘောတူချမှတ်နိုင်ပြီးမှတပ်ပေါင်းစုဟာအာခေါင်မောင်းတန်လဲပတ်နိုင်မှာပါအဲ့ဒီအပိုင်းကထင်တယ်လို့တော့မယိုးရှင်းပါဘူးအချိန်ယူညှိနှိုင်းဖို့လိုအပ်ပါလိမ့်မယ်အချိန်ချင်းညှိနှိုင်းဖို့လိုကောင်းလိုပါလိမ့်မယ်ကိုယ့်ရဲ့အတ္တတွေမာနတွေကို short ချပြီးတော့အများပြည်သူရဲ့အကျိုးစီးပွားတော်လိုင်းရဲ့အကျိုးစီးပွားကို ရှည်ရက်တင်ပြီးတော့ဆွေးနွေးရတာမျိုးတွေအများကြီးရှိပါလိမ့်မယ်။တပိုင်းမှာဖဆပါလာဆိုတဲ့တပ်ပေါင်းစုကိုကွန်မြူနတီပါတီဆိုရှယ်လစ်ပါတီရခိုင်အမျိုးသားအစည်းအရုံး၊ KYN ဘိုးအဖွဲ့ချုပ်အာရှလူငယ်အစည်းအရုံးမျိုးချစ်အဖွဲ့မဟာဗမာအဖွဲ့စတဲ့အဖွဲ့တွေနဲ့ဖွဲ့စည်းခဲ့ကြတယ်မှာဆိုလို့ရှိရယ်။ဖက်စစ်ဆန့်ကျင်ရေးအင်္ဂလိပ်လက်အောက်ကလုံးဝလွတ်မြောက်ရေးစတဲ့ဘုံလန်းစင်တွေရှိခဲ့ပါတယ်။အဲ့ဒီလန်းစင်အပေါ်အခြေခံတဲ့ဘုံလုံးငန်းစင်တွေလည်းရေးဆွဲအလုပ်လုပ်ခဲ့ကြပါတယ်။အချိန်မှာတော့ ပြိုကွဲခဲ့ပါတယ်။လွတ်လပ်ရေးအရာယူပုံယူနီးနဲ့ပတ်သက်တဲ့ဘုံလုံငန်းစင်မတူညီတော့တာဟာဖဆပလကွဲရတဲ့အကြောင်းတွေမှာအဓိကအကြောင်းကြီးတရက်အနေနဲ့ပါဝင်ပင်မဲ့အာနာမယာသေးခင်မှာအာနာလူရာအချင်းချင်းအသာစီးမှုကိုကျူးစွာတာဟာလေကွဲရတဲ့အကြောင်းတွေမှာအဓိကအကြောင်းကြီးတရက်ဖြစ်ခဲ့တယ်လို့ထင်ပါတယ်။အဲ့ဒီကွဲကိုပြန်ဆိတ်ဆက်ဖို့ကျူးစွာတဲ့အခါမှာဘိုးကျော်အောင်စံကိုတိုင်းလောက်ကြံခံရတဲ့အထိဖြစ်ခဲ့ပါတယ်။ ထောက်ပြခြင်းတဲ့အချက်ကအာနာမရခင်မှာအချင်းချင်းအသာစီးယူဖို့ကြိုးစားတာဟာအာနာခွဲရန်ချဖို့ကြိုးစားတာဟာတပ်ပေါင်းစုဖွဲ့စည်းရေးအတွက်အဟံတားဖြစ်စေနိုင်တယ်လို့ဖွဲ့ပြီးသားတပ်ပေါင်းစုကိုတောင်မှပြိုကွဲအောင်လဲထိုးခွဲသွားတဲ့ဆိုတဲ့အချက်ပါကျွန်တော်တို့နိုင်ငံမှာထူးခြားတဲ့အခြေအနေရှိပါတယ်အဲ့ဒါကတော့လူမျိုးပေါင်းစုံနေထိုင်တဲ့တိုင်းပြည်ဆိုတဲ့အချက်ပါလူမျိုးပေါင်းစုံစုဝေးတည်ရှိနေတာနဲ့အပြအာနာခွဲရန်ချတဲ့ပြဿနာကလည်းခက်ခဲရှုပ်ထွေးပါတယ်။အခုလက်ရှိအခြေအနေမှာကိုပဲ ပလက်ဝါကိုဘသူပိုင်တယ်လဲဆိုတော့ပြဿနာမျိုးကချင်ဆပ်စတိတ်ပြဿနာမျိုးရှိတယ်လို့ရှမ်းပြည်မှာဝါကိုကန်ပလောင်ရှမ်းတို့ရဲ့အာနာဝေစု ပြဿနာမျိုးတွေရှိနေပြီးတော့ဖြေရှင်းဖို့လဲခက်ခဲပါတယ်အဲ့လိုခက်ခဲတဲ့အခြေအနေအောက်မှာနောက်ထပ်ပြဿနာတရက်ရှိလာပါတယ်အဲ့ဒါကတော့အာနာခွဲထက်နဲ့ပတ်သက်ပြီးတော့သဘောတူညီချက်အရင်ရအောင်လုပ်ပြီးတော့မှတက်ပေါင်းစုဖွဲ့မှာလားတက်ပေါင်းစုဖွဲ့ ဆရာနာရှင်စနစ်ပြုတ်အောင်တိုက်ပြီးမှကိုအချင်းချင်းပြဿနာကိုနောက်မှရှင်းမလားဆိုတဲ့ပြဿနာပါဗမာလူမျိုးတွေစီကဂရီကုတ်ကိုအရေရမှဖြစ်မယ်ဆိုတော့အတွေးခေါ်တည့်ရအပေါ်မှာအခြေခံပြီးတော့အခြေခံဥပဒေအရင်ရေးဆွဲရေးဂရီကုတ်ရရှိရေးကိုအရင်ကြိုးစားနေကြတဲ့သူတွေလည်းရှိကြပါတယ်ဒါပေမဲ့အခုချိန်အထိအားလုံးလက်ခံတဲ့အခြေခံဥပဒေတည့်ရခက်ပေါ်မလာပါဘူးရေးဆွဲထားတဲ့ရေးဆွဲပြီးသားအခြေခံဥပဒေကိုလက်မခံနိုင်ကြဘူးဆိုတာမျိုး ကြားရတယ်လို့ရေးဆွဲပြီးမှပြဿနာတက်မှာဆိုလို့ချမပြရဲသေးဘူးဆိုတာမျိုးတွေလည်းရှိပါတယ်ဒါအမွေခွဲနေတာမှမဟုတ်တာဗျာဘာလို့များသူများစီကဂရိကဝတ်ကိုဒီလောက်လိုချင်နေကြတာလဲအဲ့ဒီဂရိကဝတ်ပေးမဲ့သူတွေမှာရော ပေးပိုင်ကောအာနာအပြည့်ဝရှိတယ်ဆိုတာသိကြကြပါရဲ့လားအဲ့ဒီဂရိကဝတ်ပေးမဲ့သူတွေဒါမှမဟုတ် ေးထားတဲ့သူတွေဟာစစ်နိုင်မဲ့သူတွေအစိုးရဖြစ်မဲ့သူတွေဆိုတာရောသိကြရဲ့လားသိကြတာတခုကတော့ရေးဆွဲပြီးသည်ဖြစ်စေမပြီးသည်ဖြစ်စေဂရိကဝတ်တရားထွက်ပေါ်လာသည်ဖြစ်စေထွက်ပေါ်သေးဘူးပဲဖြစ်စေအဲ့ဒီစူးစမ်းချက်အားလုံးဟာစစ်ချုပ်ခဲ့လို့ရှိရစက်ကူစုပ်ပဲဖြစ်သွားမယ်ဆိုတဲ့အချက်ပါနောက်တစ်ချက်ကတော့အခုရေးဆွဲနေသည်များဟာစစ်အာဏာရှင်စနစ်တည်ရှိနေသေးတဲ့အခြေအနေအတွေးခေါ်အောက်မှာရေးဆွဲထားတဲ့ရေးသားချက်တွေကြီးပဲဖြစ်နေသေးတယ်ဆိုတော့ အချက်ပါဒီလိုစ조사ချက်တွေအလောင်းဟာအချိန်ကုန်ငွေကုန်လူပန်းယုံတာမှာကညီညွတ်ရေးကိုပို့ပြီးတော့ပြိုကွဲရုံပဲရှိလိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဆရာနာရှစ်စနစ်ပြိုအောင်ညီညွတ်နဲ့တိုက်ပြီးတော့အောင်ပွဲရမှာလွတ်လွတ်လပ်လပ်ဆွေးနွေးညှင်းခုန်ကြတာကပို့ပြီးတော့အကျိုးရှိမယ်လို့ထင်ပါတယ်စစ်မအောင်ရင်အခုလောက်ထားတာတွေအကုန်အလကားပါပဲပေးထားတဲ့ဂရိရထားတဲ့ဂရိတွေအကုန်လုံးလည်းအလကားပဲဟုတ်အာနာပြန်ရအောင်တိုက်တဲ့တော်လန်ရေးလို့မြင်နေကြတာ ချို့ရှိပါတယ် NLD တစ်ဖွဲ့လုံးလို့မဆိုလိုပါဘူးတချို့ပါ NUG တဲမှာလည်းအဲ့ဒါလိုအမြင်ရှိသူတချို့တွေရှိပါတယ်ဒါပေမဲ့အဲ့ဒီယောဂလက္ခဏာမျိုးကို NLD တဲမှာပို့ပြီးတော့တွေ့ရပါတယ်အခုချိန်မှာ NLD နဲ့ NUG ကိုထပ်တူပြောဆိုလို့မရတော့ပါဘူးကွဲလက်ချက်တွေရှိနေပါတယ်တော်လိုင်းအောင်မြင်ငါတို့နေရာရဖို့ဒါမှမဟုတ်တော်လည်းအောင်မြင်ငါတို့ခေါင်းဆောင်ဖြစ်ဖို့ဆိုတဲ့အမျော်အမြင်နဲ့နိုင်ငံရေးလုပ်နေကြတဲ့သူတွေလည်းအများအပြားရှိနေကြပါတယ် အဲ့လိုအမျှော်မြင်ရှိနေကြသူတွေဟာ NLD NUG တဲမှာသာမကတိုင်းရင်းသားအဖွဲ့အစည်းတွေတဲမှာလည်းရှိပါတယ်အားလုံးကိုမဆိုလိုပါဘူးဒါပေမဲ့တချို့အဲ့လိုရှိနေတယ်ဆိုတာကိုလည်းညှင်းလို့မရပါဘူးဟုတ်တယ်ဒါတွေကအန္တရာယ်ရှိပါတယ်ဒီနေ့တော်လိုင်းရေးမှာလိုအပ်နေတာကတော်လိုင်းရေးပြီးရင်လည်းငါတို့အာဏာမယူဘူးယာတို့မယူဘူးတော်လိုင်းရေးအောင်မြင်မှုအဓိကပဲလို့စိတ်ပိုင်းဖြတ်ထားတဲ့ခေါင်းဆောင်တွေလိုအပ်နေတာပါတကယ်တော့တော်လိုင်းရေးကအခုလူတွေ မသိခင်တောင်မှအောင်မြင်ခြင်းမှအောင်မြင်ပါပါအစ်စ်မသိရင်အဲ့ဒါလောက်အထိတောင်မှကြာသွားနိုင်တယ်အဲ့တော့အာနာရဖို့ဆိုတဲ့မျောလိချက်ကိုစွန့်ပြီးတော်လန်ရင်အောင်ဖို့အဓိကလူမျိုးပေါင်းစုံပြည်သူလူလူကြီးလွမြောက်ဖို့အဓိကဆိုတဲ့စိတ်ထားနဲ့လုပ်ကြဖို့လိုပါတယ်ဒီနေ့ခင်ဗျာကြည်ပွားခြင်းတော်လန်ရင်မလုပ်ပါနဲ့စီးပွားရေးလုပ်ပါလက်နက်ပွဲစားလုပ်ပါတော်လန်ရင်အကြောင်းပြလက်နက်စားလုပ်လုပ်ပါအဲ့ဒါကပို့ပြီးတော့တွက်ချေကြိုက်ပါလိမ့်မယ် ဆွလွတ်နိုင်မှအနစ်နာခံနိုင်မှတိုင်းပြည်ကောင်းစားရေးကိုလိုလားမှသာတော်လှန်ရေးလုပ်ကြပါလို့တိုက်တွန်းချင်ပါတယ်။အာဏာကိုယာဓုကိုမျှော်မြင်နေသည်မြအာဏာရဖို့ပိုဝေးပါလိမ့်မယ်။ဆက်အာဏာရှင်စနစ်ရှိနေသေးတဲ့အချိန်မှာ အာဏာခွဲတန်းချတာအာဏာမျှော်လင့်ချက်ဒါရတွေကိုယာယီဘေးဖယ်ထားပြီးတော့တပ်ပေါင်းစုအရင်ဖွဲ့ဖို့အကြံပြုချင်ပါတယ်။ကိုကျိုးစွန့်ကြဖို့အကြံပြုချင်ပါတယ်။စစ်မှန်ရင်အဲ့ဒီအာဏာခွဲတန်းနေဂရီကုတ်တွေအားလုံးဟာမကြီးရတဲ့ ပြက်လုံးတွေအဖြစ်နဲ့သာအဆုံးသတ်သွားလိမ့်မယ်လို့ဆိုကြပါတယ်ခင်ဗျာကဲဒါတော့ဥသိမ်းမြေသုံးသချက်ဖြစ်ပါတယ်နော်အဲ့တော့ဒေါ်လာရင်းမှာတော့တကယ်ပေါ့နော်နေရာတွေလှူတာမျိုးအဆင်မပြေဘူးပေါ့နော်အခုဆိုရင်အားလုံးမြင်တဲ့အတိုင်းပဲ TL လေးကတော့ဒါနမူနာပေါ့နော်ဒီရှမ်းမြောက်ကိုသိမ်းပြီးနောက်ပိုင်းမှာသူတို့ဘက်ကဒီလိုမျိုးပြည်သူနဲ့မတည့်လိုက် KIA နဲ့ရန်ဖြစ်လိုက်နေတယ်အခုချိန်မှာဆိုရင်တော်တော်ကြီးကိုသူတို့လည်းထိခိုက်ဒီများပြီပေါ့နော်သူတို့ကုမဲလူတော်မရှိတဲ့အချိန်တွေမှာရှိပါနော်အဲ့တော့ PDF တွေကအစားသူတို့ကုဖို့တိတ်ပြီးတော့မနိုင်တော့တဲ့အနေအထားတွေ့ရပါတယ်နော်အဲ့တော့ ဒီတော်လိုင်းနဲ့ပတ်သက်ပြီးတော့ကိုကျိုးဆွတ်နိုင်တဲ့ခေါင်းဆောင်တွေအမြန်ဆုံးပေါ်ထွန်းပြီးမှတကယ်ပဲပေါ့နော်တော်လိုင်းရေးကိုအကျိုးပြုတဲ့သူတွေအမြန်ဆုံးခေါင်းဆောင်တွေအမြန်ဆုံးပေါ်လာပြီးတော့ဒီတော်လိုင်းရေးကိုဦးဆောင်နိုင်ပါစေလို့ဆုတောင်းနေကျွန်တော်ဒီလိုဆုံးသွက်လိုက်ပါတယ်နော်ဟုတ်ကဲ့အစားဆုံးကြည့်ပြီးကြံပြပြီးဒီရောက်စံ 2H ကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘင်းနေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ